မိတ်ဆွေတို့မိသားစုတွေကြားထဲမှာလိန်ညာမှုတွေဖုံးကွယ်ထားမှုတွေရှိနေရဆိုရင်ဘယ်လိုခံစားရမလဲဒီလိုအခြေအနေမျိုးကိုဂျွန်ဂိုလာပင်တူရေးသားထားတဲ့အနန်းစာအုပ်ထဲမှာဖတ်ရှုရမှာပါဒီစာအုပ်ထဲမှာဝမ်းနေခြင်းလိန်လေလက်ဖြားခြင်းတွေနဲ့ပြည့်နေတဲ့မိသားစုဇလံကိုတွေ့ရမှာပါစာရေးဆရာဂျွန်ဂိုလာပင်တူကလူတွေရဲ့စိတ်ခံစားချက်တွေကိုထိထိမိမိရေးဖွဲ့ထားပါတယ်ဒါကြောင့်ဒီစာအုပ်ကိုဖတ်ရှုခြင်းအဖြစ်မိသားစုဆက်ဆံရေးအကြောင်းများစွာလေ့လာနိုင်ပါတယ် ဝန်းလဲခြင်းနဲ့အကြံအစီများအစပြုခြင်းခလို့ဆိုတဲ့ဆယ်ကျော်တက်ရွယ်မိန်းကလေးဟာမိခင်တည်ဆုံးပြီးတဲ့နောက်အထီးကျန်ဆန်တဲ့ဘဝကိုရောက်သွားပါတယ်ဒီဆိုတဲ့ရှေ့နေဟောက်တူကသူ့ကိုကြည့်ရှုစောင့်ရှောက်ဖို့တာဝန်ယူပါတယ်ဒီဒီဟာခလို့ရဲ့ချစ်သူလည်းဖြစ်တယ်လို့သူ့ကိုလှည့်စားဖို့ကြံစီနေသူလည်းဖြစ်ပါတယ်ဒီဟာသူ့ရဲ့အတိတ်ကအမှားတွေအတွက်နောင်တော့ရနေပြီလူဖွဲ့စည်းကိုလည်းမကျေနပ်ဖြစ်နေပါတယ် ဒါကြောင့် Jasper or Risen ဆိုတဲ့နာမည်ကြီးစာရေးဆရာကို TV show တစ်ခုမှာတွေ့လိုက်တဲ့အခါအခွင့်အရေးတစ်ခုရတယ်လို့သူထင်ပါတယ်။ Jasper ဟာ Chloe ရဲ့မိခင်ရဲ့ချစ်သူဟောင်းဖြစ်ပြီး Chloe ရဲ့အဖေဖြစ်နိုင်တယ်လို့ Chloe ကပြောပါတယ်။ Geese ကအခွင့်အရေးကိုလက်လွတ်မခံမဲ့ Jasper ကိုလက်စားချေဖို့နဲ့ငွေရှာဖို့အတွက်အကြံစီတွေစတင်ကြံစီပါတော့တယ်။ Chloe, Geese နဲ့ Jasper တို့၃ယောက်လုံးရဲ့ဘဝတွေကိုပြောင်းလဲစေမဲ့လှဲကွက်တွေစတင်ပါတော့တယ်။ အဖေဖြစ်ကြောင်းစာ Jesper or Risan ဆိုတဲ့လူဟာနမယစာရေးဆရာတစ်ယောက်ဖြစ်ပြီးဇနီးနဲ့သမီးကိုချစ်ခင်တဲ့ဖခင်ကောင်းတစ်ယောက်ပါတနေ့မှာသူဟာ close ဆိုတဲ့မိန်းကလေးကသူ့ကိုအဖေဖြစ်တရားဆွဲဆိုထားတဲ့စာတဆောင်ကိုရရှိခဲ့ပါတယ် close ဟာသူ့ရင်ကခဏတာတွဲခဲ့မှုတဲ့ Holly ဆိုတဲ့မိန်းကလေးရဲ့သမီးပါ Jesper ရဲ့ဘဝဟာစောက်ထိုးဆန်ဖြစ်သွားပြီးသူဟာအရင်ကမသိခဲ့တဲ့သမီးတစ်ယောက်ရှိနိုင်တယ်ဆိုတဲ့အတွင်းနဲ့ စိတ်ရှုပ်ထွေးနေပါတယ်။သူ့ရဲ့ဇနီးပေါ်လိုင်းဟာကျမ်းမာရေးမကောင်းသလိုတမီမက်ဒီကလည်းငယ်ရွယ်သေးတာကြောင့်ဂျက်စပါဟာပူပြီးစိတ်တော့ကရောက်နေပါတယ်။ DNA စစ်ဆေးဖို့ပြင်ဆင်နေရင်ဂျက်စပါရဲ့စိတ်ထဲမှာမျောလင်းချက်နဲ့စိုးရိမ်မှုတွေရောထွေးနေပါတယ်။အတိတ်ဤတရေများဂျက်စပါဟာဟော်လီနဲ့ပတ်သက်ခဲ့တဲ့အတိတ်ကအဖြစ်အပျက်တွေကိုပြန်တွေးတောနေပါတယ်။တစ်ချိန်တည်းမှာပဲခလိုးဟာလည်းဒီစီရဲ့အကူအညီနဲ့ ီးခင်တည်ဆုံးပြီးနောက်ဖြစ်ပေါ်လာတဲ့အခက်အခဲတွေကိုရင်ဆိုင်နေရပါတယ်။ဂျက်စတာနဲ့ခလိုတို့နှစ်ယောက်စလုံးဟာဒီစီရဲ့လက်ကွက်တွေထဲမှာနှင်မုန်းနေပြီး သူတို့ရဲ့ဘဝဟာအရင်ကထက်ပိုပြီးခက်ခဲလာပါတယ်။အတိတ်မှာမြုပ်နှက်ထားတဲ့အရာတွေဟာပြစ်ဆုတ်ပံကိုပြန်လဲပုံဖော်ဖို့ကြိုးစားနေပြီးသူတို့အားလုံးအတွက်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကြီးထွားလာပါတယ်။ DNA 1006 DC ရဲ့အကြံစီက DNA စစ်ဆေးမှုကို လိန်လယ်ဖို့အပေါ်မှာမူတည်ပါတယ်။သူ့ရဲ့တရားရေးဆိုင်ရာအသိပညာနဲ့ဆက်သွယ်မှုတွေကိုအသုံးချပြီးစေးစစ်တဲ့ဝန်ထမ်းကိုလက်ပေးပါတယ်။ပြီးတော့ခလိုးရဲ့ DNA နမူနာကို Jasper ရဲ့သမီး Maddie ရဲ့ DNA နမူနာနဲ့လဲလိုက်ပါတယ်။ရလက်အနေနဲ့ Jasper ဟာခလိုးရဲ့ဖေဆိုပြီးဖြစ်လာပါတယ်။ဒီလက်ကွက်ဟာအောင်မြင်သွားပြီးခလိုးကို Jasper ရဲ့အုတ်ထိန်မှုအောက်မှာထားလိုက်ပါတယ်။ Jasper အတွက်ကတော့ဒါဟာ အာအသည့်စရာဖြစ်တယ်လို့ပြောရှင်းစရာလည်းဖြစ်ပါတယ်။ခလိုအတွက်ကတော့ဘဝတစ်တစ်ခုရဲ့အစဖြစ်ပြီးဒီစ်အတွက်ကတော့သူ့ရဲ့ဆိုးရွားတဲ့အကြံစီရဲ့ပထမဆုံးခြေလှမ်းပါပဲ။ခလိုရောက်ရှိလာခြင်းကလိုဟာဂျက်စပါရဲ့ကော်နက်တီကက်ရှိနေအိမ်ကိုပြောင်းရွှေ့လာပြီးသူ့ရဲ့ဇနီးမတန်ဆွမ်းဖြစ်နေတဲ့ပေါ်လိုက်နဲ့သမီးမက်ဒီရိုနဲ့အတူနေထိုင်ပါတယ်။မိသားစုရဲ့ဆက်ဆံရေးဟာချက်ချင်းတင်းမာလာပါတယ်။ပေါ်လိုက်ကတန်တရားဝင်လာပြီ မူမမှန်တာတစ်ခုခုကိုခံစားမိပါတယ်မတ်ဒီကတော့သူ့ရဲ့ညီမခလိုရောက်ရှိလာခြင်းကဂျက်စပါရိုမီတာစုမှာမလိုလားအပ်တဲ့ပြဿနာများစွာကိုဖြစ်ပေါ်စေပါတယ်မြူဆွေခြင်းနဲ့တန်တရရတတပတ်တွေကြာလာတာနဲ့အမျှခလိုဟာဒီစီရဲ့ညွှန်ကြားချက်တွေတိုင်းဂျက်စပါကိုတိမ်မွေးစွာမြူဆွေဖို့ကြိုးစားပါတယ်ဂျက်စပါဟာအတွင်းစိတ်မှာခံစားနေရတဲ့အပြစ်ရှိတယ်လို့ခံစားရတဲ့စိတ်နဲ့ မိသားစုကိုတစ္ဆာဖောက်မှောက်ကိုကြောက်ရွံ့နေပါတယ်။ပေါ်လိုင်းကလည်းစိုးရိမ်ပူပန်မှုတွေများလာပြီး မတ်တီကလည်းကလေးတဘာဝအတိုင်းတင်းမာမှုတွေကိုခံစားမိပါတယ်။ခလိုကိုတိုင်းကလည်း Jasper နဲ့သူ့မိသားစုကိုစိတ်ရင်းမှန်နဲ့ချစ်ခင်နေပေမဲ့ဒီစရဲ့အကြံစီထဲမှာပါဝင်နေရပါတယ်။ခံစားချက်တွေဟာမြင့်တက်လာပြီးဘေးဥပက်တွေလည်းတဖြည်းဖြည်းနီးကပ်လာပါတယ်။အကြံအစီပြပြခြင်း ဂျက်စပါနဲ့သူ့မိသားစုပေါ်ထားတဲ့ကလေးရဲ့ခံစားချက်တွေကသူမရဲ့ဆုံးဖြတ်ချက်ကိုရှုတ်ထွေးစေပါတယ်။သူမဟာဒီစ်ကိုဖွင့်ပြပြီးအကြံစီနဲ့ပတ်သက်ပြီးတန်လျာရရှိနေကြောင်းပြောပြပါတယ်။ဒီစ်ကစိတ်ပျက်ပြီးဒေါသထွက်ကဂျက်စပါကသူ့ကိုအနည်းပေးနိုင်တယ်လို့ကလေးကိုသတိပေးပါတယ်။တစ်ချိန်တည်းမှာပဲပေါ်လိုင်းကစကားမပြောနိုင်ပေမဲ့သူမြင်နေရတဲ့အရာတွေကိုစိုးရိမ်တကြီးဖြစ်နေပါတယ်။သူမဟာတမိဖြစ်သူမတီကိုအုံပြုပြီး DNA လိမ်လည်မှုနဲ့ DNA ရဲ့အမှန်တကယ်ရည်ရွယ်ချက်အကြောင်း Jester ကိုသတိပေးဖို့ကြိုးစားပါတယ်။လိမ်ညာမှုတွေနဲ့လှုပ်ဝက်ချက်တွေကတင်းကျပ်လာပြီး DNA ရဲ့အကျန်စီမှာအကွဲကြောင်းတွေစတင်ပေါ်ပေါက်လာပါတယ်။ကုထုံးဆရာကြီးလှည့်စားမှု DNA ဟာဆေးရောဂါအထူးကုဆရာဝန်အဖြစ် Jester ရဲ့အိမ်ကိုခလို့ကူညီဖို့ဟန်ဆောင်ပြီးဝင်ရောက်လာပါတယ်။သူက Jester နဲ့ခလို့နှစ်ယောက်စလုံးကိုလှည့်စားပြီး ူထုံးရဲ့အကာအကွယ်အောက်မှာတားမြစ်ထားတဲ့ဆန္ဒတွေကိုလှုပ်ဆောင်ဖို့အားပေးပါတယ်။သူက Jasper ရဲ့အပြစ်ရှိတယ်ဆိုတဲ့စိတ်နဲ့စိတ်ရှုပ်ထွေးနေတာကိုအတုံးချပြီး Jasper နဲ့ပေါ်လိုင်းကြမှာပိုးပြီးကွဲလွဲအောင်လှုပ်ဆောင်ပါတယ်။ကူထုံးရဲ့အဆုံးမှာပေါ်လိုင်းဟာကျမရဲ့အခြေအနေဆိုးရွားလာပြီးသူမရဲ့တိတ်ဆိတ်တဲ့သတိပေးချက်တွေကိုမကြားနိုင်တော့ပါဘူး။ DC ရဲ့ဝင်ရောက်ဆွတ်ဖက်မှုကမိသားစုရဲ့ပြိုလဲမှုကိုအရှိန်မြင့်စေပြီးနောက်ဆက်တွဲအကျိုးဆက်တွေကချက်ချင်းဆိုသလိုဖြစ်ပေါ်လာပါတယ်။ ပေါ်လိုင်းဤတိတ်ဆိတ်သောတတိပေးချက်သူမရဲ့မလှူရှားနိုင်တဲ့ခန္ဓာကိုယ်ထဲမှာပိတ်မိနေတဲ့ပေါ်လိုင်းဟာ အမှန်တရားကို ပြောပြဖို့ကြိုးစားပါတယ်။သူမဟာမတ္တီရဲ့အကူအညီကိုရယူပြီးအခရာတခြင်းနဲ့မတ္တီရဲ့ပုံတွေကိုအသုံးပြုပြီး DNA လိမ်လည်မှုနဲ့ဒီစီရဲ့အမှန်တကယ်ရည်ရွယ်ချက်အကြောင်းဖွက်ထားတဲ့တတိပေးချက်တွေကိုဖော်ပြပါတယ်။ဒီသတင်းစကားတွေကိုဂျက်စပါကသတိမထားမိပါဘူး။ပေါ်လိုင်းရဲ့မိသားစုကိုကယ်တင်ဖို့သူရဲ့ကောင်းဆန်တဲ့ကြိုးပမ်းမှုက သူမရဲ့ချစ်ခြင်းမေတ္တာနဲ့ခန္ဓာရည်ရှိမှုကိုတက်တည်ပြပါတယ်။သူမရဲ့တိတ်ဆိတ်မှုကဝိထုရဲ့အဓိကအကြောင်းအရာဖြစ်တဲ့ဆက်သွယ်ရေးချိုးယွင်းမှုနဲ့လုပ်ပိုင်ခွင့်အကန့်အသတ်တွေကိုဖော်ပြမှာလေ။ဘေးဥပတ်နဲ့ဝန်ခံခြင်းပေါ်လိုင်းရဲ့ကျမရဲ့ခြေနေဆိုးရွားလာပြီးတဲ့နောက်ဂျက်စပါနဲ့ခလိုတို့ဟာအိမ်မှာနှစ်ယောက်တည်းကျန်နေခဲ့ပါတယ်။ဝန်နေခြင်းအပြစ်ရှိတဲ့ဆိုတဲ့စိတ်နဲ့ဒီဂျေလှည့်စားမှုတွေကြောင့် Jasper ဟာနောက်ဆုံးမှတားမြစ်ထားတဲ့ဆန္ဒကိုမလွန်ဆန်နိုင်တော့ပါဘူး။ ဒီတွေးဆမှုဟာစိတ်အားထက်သန်တယ်လို့ဆိုရတဲ့အကျိုးဆက်တွေကိုလည်းဖြစ်ပေါ်စေပါတယ်။ခလိုးထွက်ပြေးသွားပြီးဂျက်စပါကသူ့ရဲ့လုပ်ရက်တွေကိုရဲကိုဝန်ခံပါတယ်။မိသားစုဟာပျက်စီးသွားပြီးဂျက်စပါကိုဖမ်းဆီးလိုက်ပါတယ်။ပေါ်လိုင်းကသတိလစ်နေပြီးမတ်ဒီကိုဆွေမျိုးတွေနဲ့ထားလိုက်ပါတယ်။ဒီစရဲ့အကြံအစီက သူထင်ထားတာထက်ပိုပြီးအောင်မြင်သွားပေမဲ့ဆိုရတဲ့အကျိုးဆက်တွေနဲ့ရင်ဆိုင်ရပါတယ်။ပျက်စီးခြင်းနဲ့အပြစ်ပေးခြင်း ဂျက်စပါကိုတရားစွဲဆိုပြီးပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။သူ့ရဲ့ဂုံတရင်တွေပျက်စီးသွားပြီးသူ့ရဲ့ပတ်စံတွေကိုလည်းဆုံးရှုံးခဲ့ပါတယ်။ဒီစီရဲ့ညွှန်ကြားမှုနဲ့ခလိုဟာသူ့ကိုရှုတ်ချဖို့အမျိုးသားရုံးမြင့်တန်ကြားမှာပါဝင်ခဲ့ပြီးသူ့ရဲ့နာမည်ဆိုးကိုပို့ပြီးခိုင်မာစေခဲ့ပါတယ်။ဒီစ်ကတော့ပတ်စံတွေနဲ့အောင်မြင်မှုတွေရရှိပြီးပျော်ရွှင်စွာနေထိုင်ပါတယ်။ဒါပေမဲ့ဒီအောင်မြင်မှုဟာအတိတ်ပဲရှိပါဘူး။ခလိုကအထီးကျန်ဆန်ပြီး အပြစ်ရှိတယ်လို့ခံစားရကဒီစီရဲ့စိတ်ထဲမှာရှိတဲ့မကောင်းဆိုးဝါးတွေကသူ့ကိုဖျက်ဆီးဖို့စတင်ပါတော့တယ်။ဖျက်ဆီးခြင်းတန်တရာကဆက်လက်လက်ပတ်နေပြီးပြန်လဲကုစားနိုင်ဖို့အလားအလာနေပါနေပါတယ်။အကျိုးဆက်များနဲ့ပြန်လဲတွဲဆခြင်းနှစ်တွေကြာလာပြီးဂျက်စပါဟာထောင်ကလွတ်လာတဲ့အခါမျက်စိကွယ်လူမိပါဖြစ်နေပြီးသူ့ရဲ့မိသားစုနဲ့လည်းကင်းကွာနေပါတယ်။ခလိုကဒီစီရဲ့ထိန်ချုပ်မှုကနေလွတ်မြောက်ပြီး ဘဝတစ်တစ်ခုကိုတိဆောက်ဖို့ကြိုးစားနေပါတယ်။ဒီစ်ကသူ့ရဲ့ပတ်စံတွေကိုဖြုံတီးပြီးမူရစ်ဆေးဆွဲက သူ့ရဲ့အကြံစီတွေက သူ့ကိုပြန်ပြီးဒုက္ခပေးပါတယ်။ပေါ်လိုင်းကအံဖွယ်နီးနဲ့ပြန်လဲကောင်းမွန်လာပြီးမတ်တီကဆွေမျိုးတွေရဲ့ဆောက်ရှောက်မှုအောက်မှာကြီးပြင်းလာပါတယ်။အသက်ရှင်ကြံရည်သူတွေဟာအတိတ်ကအမှားတွေကိုပြန်လဲပြင်ဆင်ဖို့ကြိုးစားနေကြပါတယ်။အမှန်တရားပေါ်ထွက်လာခြင်းပေါ်လိုင်းရဲ့ဝတ်ထားတဲ့စာရီကြောင့် DNA လိမ့်လည်မှုနဲ့ DC ရဲ့လှည့်စားမှုအကြောင်းတွေပေါ်ပေါက်လာပါတယ်။ဂျက်စပါဟာဒီပလီနဲ့မတ်ဒီရဲ့ပုံတွေရဲ့အကူအညီနဲ့လိမ့်လည်မှုတွေကိုအကုန်သိသွားပါတယ်။ဒီအသိပညာဟာလွမြောက်စေတယ်လို့အားလုံးကို သူတို့ရဲ့အတိတ်ကအမှားတွေကိုရင်ဆိုင်ဖို့တွန်းအားပေးပါတယ်။ဝိတုရဲ့အဓိကဖြိုးဝက်ချက်ကိုဖြည့်ရှင်းနိုင်ပေမဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကတော့ကျန်ရှိနေပါသေးတယ်။ရင်ဆိုင်မှုများနဲ့ခွင့်လွှတ်ခြင်း ဂျက်စပါနဲ့ခလိုတို့ဟာနောက်ဆုံးမှတယောက်ကိုတယောက်နားလဲဖို့နဲ့အတိတ်ကအမားတွေကိုခွင့်လွှတ်ဖို့တွေးဆကြပါတယ်။သူတို့ရဲ့စကားဝိုင်းမှာနာကျင်မှုတွေ၊နောင်တော့တွေနဲ့ခွင့်လွှတ်ခြင်းအတွက်မျှော်လင့်ချက်တွေပြည့်နှက်နေပါတယ်။ခလိုကသူမရဲ့တန်တရားတွေကိုဝန်ခံပြီးဂျက်စပါကလည်းသူ့ရဲ့အားနည်းချက်တွေကိုပြောပြပါတယ်။နှစ်ယောက်စလုံးဟာလှည့်စားခံခဲ့ရတယ်လို့လှည့်စားခဲ့သူတွေလည်းဖြစ်ကြပါတယ်။သူတို့နှစ်ယောက်စလုံးဟာတတ်မှတ်မှုလဲစားမှုနဲ့မိသားစုကိုတောင်းတမှုတွေကြောင့်ချီးနှောင်ခံရပါတယ်။သူတို့ရဲ့ရင်ဆိုင်မှုဟာခက်ခဲတဲ့យူတာမှုနဲ့ ပြန်လည်ကူစားခြင်းစီတို့ခြေလမ်းတစ်ခုဖြစ်ပါတယ်။မာယာရှင်ဤကြဆုံးခြင်းခလိုကစွန့်ပစ်ခံရပြီးမူရစ်ဆေးဆွဲနေတဲ့ဒီဟာနောက်ဆုံးမှဖော်ထုတ်ခံရပြီးဖန်စီခံလိုက်ရပါတယ်။သူ့ရဲ့အကြံအစီတွေပျက်စီးသွားပြီးသူဟာအထီးကျန်ဆန်းတဲ့လူတစ်ယောက်ဖြစ်သွားပါတယ်။ဝိတုတဲကတကယ်လူဆိုးဟာစိတ်ရောဂါရှိတဲ့သူတယောက်မဟုတ်ပဲမနာလိုဝင်တိုစိတ်နဲ့ထိန်ချုပ်ခြင်းနဲ့ဆန္ဒကြောင့်ဖြစ်ပေါ်လာတဲ့သူတယောက်ဖြစ်ဖော်ထုတ်ခံရပါတယ် သူ့ရဲ့ကြဆုံမှုကကျင့်နေစရာကောင်းတယ်လို့ဝန်နေစရာလည်းကောင်းပါတယ်။မထိန်ချုပ်နိုင်တဲ့ဆန္ဒရဲ့အကျိုးဆက်အကြောင်းသတိပေးတဲ့ပုံမြင်တစ်ပုဒ်လည်းဖြစ်ပါတယ်။မိသားစုကွဲအပ်ခြင်းမိသားစုကူဆခြင်းဒီမရှိတော့တဲ့နောက်နဲ့အမှန်တရားပေါ်လာတဲ့အခါအသက်ရှင်ကျန်ရစ်သူတွေဟာဖြစ်ပြချင်းပြန်လည်တိဆောက်ဖို့ကြိုးစားကြပါတယ်။ဂျက်စပါနဲ့ဒီပီတိုရဲ့အကူအညီနဲ့ပေါ်လိုင်းဟာကျမရဲ့ခြေနေတိုးတက်လာပါတယ်။မက်တီဟာအရွယ်ရောက်လာပြီ သူ့ရဲ့မိသားစုနဲ့ပြန်လည်ဆက်သွယ်ပါတယ်။ခလိုကဒီစရဲ့ဩဇာလွတ်မှုမှုကနေလွတ်မြောက်ပြီးသူ့ရဲ့ကိုပိုင်လန်းကို ရှောက်လန်းကအထိပ္ပယ်နဲ့ဆက်သွယ်မှုကိုရှာဖွေပါတယ်။ဂျက်စတာကတော့သူ့ရဲ့လုပ်ရက်တွေကြောင့်အမြဲတမ်းအမတ်သားကြံနေပြီးမဲ့ပေါ်တိုင်းကိုဂရုစိုက်ပြီးအတိတ်ကအမှားတွေကိုပြန်လည်ပြင်ဆင်ခြင်းအဖြစ်စိတ်အေးချမ်းမှုကိုရှာဖွေပါတယ်။မိသားစုဟာကွဲအပ်သွားပြီးမဲ့မျှော်လင့်ချက်မဲ့မနေပါဘူး။ကျစည်းချင်းဆက်ဝန်းများ ဝတ္ထုထဲမှာပါဝင်တဲ့စက်ကောင်တွေရဲ့ဘဝတွေကိုပုံဖော်တဲ့အလွဲသုံးစားမှုတတ်မှတ်မှုနဲ့တစ္ဆာဖောက်ခြင်းတန်တရားတွေကိုပြန်လည်သုံးသပ်ထားပါတယ်။တယောက်ချင်းစီကသူတို့ရဲ့ထိန်းချုပ်မှုအပြင်ဘက်မှာရှိတဲ့အင်အားတွေနဲ့သူတို့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုတွေကြောင့်လှည့်စားခံခဲ့ရတယ်လို့လှည့်စားခဲ့သူတွေလည်းဖြစ်ကြပါတယ်။ဒီပုံမြင်ကမကောင်းမှုရဲ့သဘောတဘာပေါ့ခွန့်လွတ်ခြင်းရဲ့အကန့်အသတ်နဲ့ပြန်လည်ကောင်းမွန်လာနိုင်ခြင်းအကြောင်းကိုစင်ကျင်သုံးသပ်ထားပါတယ်။အမာရွတ်တွေကကြမ်းရှိနေပေမဲ့ပြောင်းလဲနိုင်တဲ့စွမ်းရည်လည်းရှိနေပါသေးတယ်။ ရွေးနှုတ်ခြင်းကိုရှာဖွေခြင်းနောက်ဆုံးမှာစက်ကောင်တွေဟာသူတို့ရဲ့ကိုယ်ပိုင်ရွေးနှုတ်ခြင်းပုံစံတွေကိုရှာဖွေဖို့ကြံရှိနေပါတယ်။ဂျက်စတာက ပေါ်လိုင်းကိုဂရုစိုက်ပြီးမတ်တီကိုထောက်ပံ့ပေးဖို့သူ့ကိုယ်သူမြုပ်နှံထားပါတယ်။ခလိုကသူ့ရဲ့ပါဝင်ပတ်သက်မှုကိုရင်ဆိုင်ပြီးဒီရွေးချက်ရှိရှိနဲ့ဘဝကိုတိဆောက်ဖို့ကြိုးစားနေပါတယ်။ဒီစ်ကတော့ပြန်လည်ရရှိနိုင်ခြင်းမရှိဘဲတဖြည်းဖြည်းမိမ့်မိန်သွားပါတယ်။ဝိထုကခက်ခဲတဲ့လက်ခံမှုနဲ့အဆုံးတတ်ထားပါတယ်။ အတိတ်ကိုပြန်ပြောင်းလို့မရပေမဲ့အနာဂတ်ကတော့မရေးသားရသေးပါဘူး။ဒါဟာဝမ်းနဲ့စရာအဖြစ်ပြက်တွေပြီးမှစက်ကောင်တယောက်ချင်းစီရဲ့ရွေးချယ်မှုတွေပေါ်မှာမူတည်ပါတယ်။မိတ်ဆွေတို့ရဲ့အန်တန်းဝတ္ထုကနေသင်ခန်းစာတွေအများကြီးရရှိနိုင်ပါတယ်။တမတ်မှုရဲ့အနေရဲ့မိသားစုဆက်ဆံရေးရဲ့အရေးပါမှုနဲ့ခွင့်လွှတ်ခြင်းရဲ့တန်ဖိုးတွေကိုတွေ့မြင်ရမှာပါ။ဒါကြောင့်ကိုယ့်ရဲ့အမားတွေကိုသင်ခန်းစာယူပြီးအနာဂတ်မှာအကောင်းဆုံးဖြစ်အောင်ကြိုးစားကြပါစို့။